ကဲဒီပွဲကတော့ထိုင်းကရင်နဲ့မြန်မာကရင်စတွေ့တော့တာပဲနှစ်ယောက်လုံးကတော့ကရင်စတွေနဲ့သူကောင်းကိုကောင်းဖြစ်လာတော့မလားဘသူအသာစီးကနေထိုးမလဲကျွန်တော်တို့ကတော့မြန်မာလူမျိုးမြန်မာကရင်ဖက်ရဲ့မြမကွန်ဆောင်တွေကို အားပေးရမှာပဲအဲ့တော့ဒီပွဲဟာ132ပွဲမှာကိုစိုးနောင်ဦးနိုင်မှဖြစ်မှာနိုင်မှဖြစ်မဲ့ပွဲဖြစ်တယ် ကိုစိုးနောက်ရှေ့ဘွဲမှာအမှတ်နဲ့သူရှုံးခဲ့တာဖြစ်တဲ့အတွက်အတော့ကလည်းတူတူတော်ကောင်းခဲ့တယ်။တူတော်လေးကိုကောင်းခဲ့တယ်။ပြန်ဖက်အိုမှာကတော်တော်လေးကိုအလေးဝိတ်ခိုးပြီးမာဂွန်လဲပို့တော့ကျွန်တော်တို့မြန်မာဖိုက်တာကျွန်တော်တို့ရဲ့မြန်မာဖိုက်တာတွေကခုမှတက်တက်စာဖိုက်တာလေးတွေရွယ်ဖြစ်သေးရဲ့ပြီးတော့ရိုးရာလက်ဝေးကနေထိုင်းမူထိုင်းကိုပြောင်းဆော့ကစားရတဲ့အခက်အခဲတွေလည်းရှိတဲ့ကြား စောရတော့နိုင်ဖို့လိုတယ်။အမားကနေမှန်ပြင်ပြီးတော့တစ်ဖက်ထိုင်းကရင်ကလည်းမြန်မာလက်ဝိတ်ဆန်ဆန်ထိုးတယ်။ပူးရတာရှင်ထိုးရတာကြိုက်တယ်။တိကျတယ်။တို့မြန်မာကရင်ကိုစိုးနော်ဦးကတော့ခုမှလည်းစပြီပေါ့။ဒုတိယအကြိမ်ပဲရှိသေးတယ်။မာဂုံနဲတို့ကျွန်တော်ကတော့မြင်တယ်။ဒါကြောင့်နှစ်ယောက်စလုံးကရှင်ထိုးရတာကြိုက်ကြတော့မာဂုံမရှိတဲ့သူက ရှင်ထိုးလို့မရတာကြောင့်မလို့စိတ်တက်အသေးမှမှ နိုင်မဒီပွဲက အမှတ်နဲ့ယူတတ်ဖို့လိုတယ်ကိုစိုးနောင်ကကိုစိုးနောင်နိုင်ပါစေလို့ကျွန်တော်ကတော့ဆုတောင်းရင်